okay ဒီနေ့မှာတော့ဒီလို lucky share ကုတ်နံပါတ်တွေမိသွားလို့ရှင်လွယ်လွယ်ကူကူနဲ့ဘယ်လိုဖွင့်လို့ရလဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော် lucky password မိပါလို့ရှင်ဒီ lucky code number ရဲ့အောက်မှာအရစ်လေးလေးပါတယ်ဗောနော်ကျွန်တော်အရင်ဆုံးအဲ့အရစ်လေးလေးကိုရှာအမှဖြစ်ပါတယ်ဆိုကျွန်တော်တို့အရစ်တွေ့ပါပြီမြင်ရလားမသိဘူးဒီမှာအရစ်လေးဗောနော် ကျွန်တော်ဒီမျိုးအရစ်လေးတွေကိုကျွန်တော်တို့၃ခုလုံးတပြိုင်တည်းထားပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာအရစ်လေးတွေ၃ခုလုံးတွေးပြီပေါ့နော်မြင်ရတာမသိဘူးဒီလိုမျိုးအရစ်လေးတွေ၃ခုလုံးတပြိုင်တည်းထားပြီးပြီဆိုလို့ရှိရင် lock number တစ်ခုချင်းစီကိုဖွင့်ပေးရမှာဖြစ်ပါတယ် ဆိုရင်ကျွန်တော်တို့ဒီမှာလောလောဆယ် log လေးတွေက6လုံးဖြစ်နေပါတော့เนาะကျွန်တော်တို့ဖွင့်ကြည့်မယ်မပွင့်သေးဘူးကျွန်တော်တို့6လုံးမရအောင်ဆိုရင်ကျွန်တော်တို့တစ်ခုစီရွှေ့ကြည့်မယ်ပါတော့6ပြီးရင်3ည3ည3ည3ဖွင့်ကြည့်မယ်မရသေးဘူးထပ်ရွှေ့မယ်111ကျွန်တော်တို့ဒါမျိုးလေးတွေရွှေ့သွားမှာဖြစ်ပါတယ် င်ဖွင့်သွားပြီပေါ့နော်။ဒါမျိုးပုံစံနဲ့လုပ်လို့ရပါတယ်။